မိသားစုမိသားစုဆိုတာတယောက်ရှေ့ရောက်ဖို့တယောက်နောက်ဆုတ်ရတယ်တကိုင်းတကိုင်းတိုးထွက်ဖို့တကိုင်းတကိုင်းအခုတ်ခံရတယ်မိသားစုတခြင်းဟာအတက်ဆင်းရှိတယ်တန်ဆုံမိတယ်မိသားစုဆိုတာလူ6ယောက်ရှိလေ6ယောက်လက်10ယောက်ရှိလက်10ယောက်ခိကတောင်းဆိုတဲ့အတိုင်းလှုပ်ရှားရတယ်အိမ်ရှိလေအကုန်လဲကြသွားတယ်ငါအဖေနေရာကား ငါညီလေးဝင်ခဲ့တယ်။ရိုင်းနဲ့သွားတဲ့ငါအမေရဲ့နေရာကငါညီမလေးဝင်ခဲ့တယ်။မိသားစုကိုငါမမြင်ခဲ့ဘူး။ငါအတွေ့အခေါ်ကသာသမီဆိုတဲ့ဒီကြားရှင်သန်ရတဲ့ဘဝတစ်ခုငါကလမ်းပေါ်မှာကြီးပင်းနေလို့လမ်းနဲ့သွေးသားသောတစ်ဆက်လေးကိုထင်တယ်။ငါမိသားစုမှာငါဟာမနှင်းနေမီ။ငါမိသားစုမှာငါဟာမလုံခြုံနဲ့ထင်။ငါကျိုးကိုတီးခတ်လိုက်တယ်အတန်ကြောင်ထွက်တယ် မိသားစုမှာမူရပေါက်တွေတစ်ပေါက်ရှိတယ်ဆိုရင်လည်းငါပဲဖြစ်မှာငါမိသားစုမှာကြမ်းပေါက်တစ်ပေါက်ကျိုးပဲ့တယ်ဆိုရင်လည်းငါပဲဖြစ်မှာမအောင်မြင်တဲ့ဘလုံးသိန်းဟာငါမိသားစုလားငဝင်တဲ့ကိုယ်တွေငါသွင်းခဲ့တာစိုင်းဝင်းမြေ